UAB with you on your journey of life. အမတော့အခုလောလောဆယ်မှာအမတို့ရန်ကုန်ကလေးစေယုံနေမှာလာပြီးတော့ကုသနေတဲ့ဟာပြည်မလူနာဌာနကစာမှာပေါ့နော်။အဲ့တော့ပြည်မလူနာဌာနမှာလာပြတဲ့အခါမှာအဲ့ထဲကနေပြီးတော့မှအမတို့က screening လုပ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ဒီအဲတန်တေးရရှိနိုင်မဲ့လူနာတွေပေါ့နော်။ဒီရာသီတုပ်ကွေးယောဂာနဲ့ နဲ့လက္ခဏာတူနေသောဩသူများเนาะအဖြားပြီးတော့ခုနလိုအဲ့ဖြားပြီးတော့သုံးရက်နဲ့အထက်ဖြားမယ်เนาะချောင်းကြီးစိုးလာမယ်ဆေးရဲ့အထက်ချောင်းကြီးစိုးမယ်ဖြားကြည့်မယ်နောက်အသက်ရှူရခက်လာမယ်အသက်ရှင်လို့နေမြန်လာမယ်အဲ့နဲ့ကလေးကခန္ဓာမငြိမ်ဖြစ်လာမယ်နောက်သူ့သွေးပေါင်းလေးကြားတဲ့ကလေးတွေဖြစ်မယ်ဒါပေမဲ့နောက်အဲ့ဒါတော့အသက်60ဒါကျွန်မတို့ဆေးရုံတော့ကလေးဆေးရုံပေါ့ဒီအသက်ငါးနှစ်ယောက်ကလေးတွေဖြစ်လာမလားအဲ့လိုဆိုရင်အဲ့ဒါတွေကိုကြည့်ပြီးရတဲ့အခါမှာ မတို့ကအဲ screening test တွေလုပ်ပါမယ်အဲ screening test လုပ်ဖို့အတွက်လည်းပြည်မလူနာဌာနမှာမတို့တည်ထက်ခန်းတခန်းကိုထားရှိဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲတည်ထက်ခန်းမှာမမတို့ရဲ့အကြမ်းဝင်နှန်းနေရနေပြီးတော့မှဒီ rapid test တွေနဲ့စမ်းသပ်ပါမယ်အဲ rapid test တွေစမ်းသပ်လို့ဒီမှာ positive influencer type A ဖြစ်ခဲ့မယ်ဟိတ်ဆိုခဲ့ရှိရင်မတို့ကနေပြီးတော့ nasal fringe swab ကိုယူပါမယ် nasal fringe swab ကိုယူပြီးနေရှင်နဲ့လက်ကိုပို့ပါမယ်ပို့ပြီးရဲ့အချိန်မှာမယ်ဒီတန်တရား type A positive ဖြစ်နေတော့တန်တရာလိုလာကို pre isolation ward အနေနဲ့ဆိုတော့မတော့အခန်းဒီ season ထားရှိပါတယ်အဲ့ခန်းဒီမှာကျွန်တော်ထားပါမယ်ထားပြီးရဲ့အခါမှာ result ကြည့်လို့ confirm ဖြစ်လာမယ်အတီးပြုတ်ပြီးတော့ဒါ H1N1 အတီးပြုတ်ပြီးတော့ထွက်လာမယ်ဆိုတဲ့ Luna တွေဆိုလို့ရှိရင်မတော့အတီးတန်အခန်းဒီတီးတန်ခန်းကြီးဆက်လက်ပြီးတော့မတို့ season ထားဖို့တည်းစောင့်ရထားပါတယ်။အဲ့ဒီတည်တဲ့ခန်းကြီးအပြင်မှာမှမတို့အစီပက်တို့ပေါ့နော်အကုန်လုံးအဲလိုအပ်တဲ့စီးဝါးတွေနဲ့အဲစုစုဆောက်ရှောက်ပြီးတော့ နော် patient monitor အကုန်လုံးပေါ့နော်လိုအပ်တဲ့အဲပစ္စည်းကိရိယာရင်းစုံလင်စာနဲ့ပဲပေါ့နော်အဲ့မှာထားပေးမယ်ထားလို့မှပို့ပြီးတော့ဒီလူနာအချိန်ကြီးဆိုးလာမယ်အဲအချိန်ကြီးအသက်ရှူရအရာအရန်ခက်လာလို့အဲ respiratory distress တွေဝင်နေပြီဆိုကြလို့ရှိရင်တော့အမတို့ဒါထူးကြမ်းမကုသဆောင်ကိုပို့ရပါမယ်ထူးကြမ်းမကုသဆောင်မှာအမတို့ ventilator တွေတင်မယ်နောက်လိုအပ်တဲ့ဆေးတွေဆေးဝါးအနေနဲ့အမတို့ကဒီ ICU ထဲမှာအမတို့ထားပြီးတော့မှဒါဆက်လက်ပြီးဆော့ဆော့သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုလူနာတွေကိုအစင်းစင်းအမတို့က ာဆောင်ချက်ကြည့်ရှုပြီးတဲ့အခါကျတော့မှလူဝင်လူသလိုအမားတို့ ICU ထဲမှာထည့်ပြီးတော့အမားတို့ကုသသွားမှဖြစ်တယ်လို့ပဲအဲနောက်ထပ်ဒီပြောင်းသွားမှုမရှိအောင်နေလေအမားတို့တွေဒီဟာဝန်ထမ်းကြမ်းမိုက်ဝန်ထမ်းတွေရောလူနာရှင်တွေရောလူနာတွေရောကိုအမားတို့ကဒါ identify mask တွေနဲ့အတူတူပေါ့နော်ဒါတက်ဆင်ပြီးတော့မှလူနာနဲ့နဲ့ထိတွေ့ကုသပေးဖို့တွေရောနောက်ပြီးတော့ဒါလိုအပ်ရင်လိုအပ်တဲ့ PPE ဝတ်စုံတွေဝတ်ဖို့လည်းအမားတို့မှာအဆင်သင့်ရှိပါတယ်စေဝါးတွေကတော့ကျမတို့အလုံးတော့ရှိပါတယ် အဲဘာကြောင့်လဲဆိုတော့စီးပွားရေးအတွက်ကတော့မတို့နိုင်ငံတော်ကလည်းထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက်စီးပွားရေးအတွက်ကတော့မပူပါပါဘူးအကုန်လုံးလုပ်ပါတယ်ဒါပေမဲ့ infection control တကခုနလိုဟင်းဝါရှင်ကြီးလိုအပ်တယ်ပေါ့နော်ဒါဒီအကုန်လုံးတွေလည်းအမတို့ဘေးစင်တွေလည်းအကုန်လုံး water water မှာဘေးစင်တွေရှိတယ်လူနာဆောင်တွေလည်းဆေးဝေးရှိတယ်ဝန်ထမ်းတွေတွေလည်းအကုန်လုံးရှိတယ်ဟင်းဝါရှ်တွေဟင်းဂျယ်တွေဒါဒီအကုန်လုံးလည်းအမတို့စီမံအကုန်လုံးစီနေရှိပါတယ်ဒါကြောင့်မလို့အမတို့ကအဲခုနလို N95 mask တွေလည်းဒါအသုံးပြုဖို့တက်ဆိုလို့ရှိရင်လုံလုံလောက်လောက်အမတို့တွေရှိပါတယ်ကျိုးဆို ယောဂါကတော့လေကြိုတင်ကာကွယ်တာကတော့အကောင်းဆုံးပါပဲပေါ့နော်အဲကြိုတင်ကာကွယ်မဖြစ်ခင်ကနေကျွန်တော်တို့ကြိုတင်ကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်ခုနလိုဒီယောဂါဒီလေးကနေတဆင့်ကုဆတ်နိုင်တာဖြစ်တဲ့အတွက်မှာမမတို့အနေနဲ့ဒါဒီယောဂါရှိနေတဲ့သူတွေနဲ့ဟလာနီးကက်ကတီတွေ့မှုဟိုကြောင်းကျင်မှုနောက်လူစုလူဝေးရှိနေတဲ့နေရာတွေကိုကြောင်းကျင်မှုနောက်ပြီးခုတကိုရေးတန်ရှင်းရေးအနေနဲ့ခုနလိုဟင်ဝါရှင်နေလက်တွေဟလာခန္ဓာမှာဆေးဖို့ ဟိုဟင်းကျဲတွေအသုံးပြုဖို့နောက်တစ်ခုကကြတော့ခုနကကိုကိုတိုင်ရပဲဖြစ်ဖြစ်လာနာဟိုနာဟိုနာစီမဲ့ချောင်းဆွေးမဲ့နှာချိမဲ့ဆိုပဲလို့ရှိရင်ဒါအာမတ်စ်ဟိုအဲတ िश ူးတို့လက်ကင်ဘွားတို့เนาะဒါတွေကိုအသုံးပြုမစုအသုံးပြုပြီးတော့မှဒါဟိုကောက်ခဲ့ဖို့ပေါ့เนาะအဲဒါမျိုးလေးတွေလှုပ်ဆောင်သွားမယ်ဆိုခဲ့လို့ရှိရင်တော့ဟိုတိတ်ကုဆက်ပြန်မှမှုကအများကြီးမများပါဘူးများနိုင်ပါဘူးပေါ့เนาะမိဘတွေပေါ့ ကိုယ်ရင်သွင်းငယ်လေးတွေရောယောဂါတခုခုခံစားရပြီဆိုလို့ရှိရင်တော့ဟိုဘေးဒါပဲဖြစ်ဖြစ်ဘပေါ်ဆာပဲနေပေါ့နော်အဲကိုနီးဆက်ရဆေးရုံစိတ်ကမှာအချိန်မီတော့ရောက်ဟိုကုသမှုပြသမှုလိုအပ်ပါတယ်လို့ပြောလို့ပါတယ်